ဆိုဒီနေ့ဟာဆိုလို့ရှိရင်ကန်ရောက်ဒီထိုင်းက27နှစ်တက်တန်းကိုရောက်လာပါပြီ27နှစ်ပြည်မာပြည်နောင်နှစ်ပေါင်းများစွာမြန်မာပြည်သူတွေရဲ့အကျိုးကိုဆက်လက်တည်ဖို့နိုင်ပါစေကြောင်းဆုကောင်းတောင်းလိုက်ပါတယ်ဆိုဒီချိန်ဒီကာလဟာမြန်မာပြည်မှာဆိုလို့ရှိရင်နိုင်ငံရေးစီရင်ရာအမှန်တမ်းမှပြင်းထန်ဆိုးရွားနေတဲ့အချိန်တွေဖြစ်တယ်ဒီလိုအချိန်တွေမှာသတင်းမီဒီယာလွတ်လပ်ခွင့်တွေကအရေးကြီးပါတယ်တစ်ဖက်မှာလည်းပဲသတင်းမီဒီယာတွေအတွက် အသက်အန္တရာယ်ဘေးအန္တရာယ်တွေအများဆုံးရင်ဆိုင်နေရတဲ့ကာလဖြစ်ပါတယ်ဒီလိုကာလမှာကလေးလူထိုင်းအနေနဲ့ဤသူလူထုတွေရဲ့အတန်အကျိုးစီးပွားကိုဆက်ရှိပြီးတော့မှတရင်းတွေကိုနေ့စဉ်ထောက်လုပ်နေနိုင်တာလည်းပဲဒါကုန်ယူစရာဖြစ်ပါတယ်ဆိုတော့ဤသူတွေရဲ့အတန်ဤသူတွေရဲ့အခွင့်အရေးအဲ့ဒီထက်ကမှကျမတို့တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုထင်ဟပ်စေတဲ့တရင်းအမှန်တွေအများကယုံကြည်လေးစားရတဲ့တရင်းတွေကို ဟောက်ထုတ်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်လေစာကွန်ပျူတာပြောကြားလိုပါတယ်။ကျမတို့ဒီကရက်ဝင်တရင်တွေဆောင်းပါးတွေဟာပြောမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ပြည်သူတွေရဲ့ဘဝတွေကိုထိဟပ်စေပြီးတော့မှနိုင်ငံရဲ့အပြောင်းလဲတွေအတွက်ကိုတတော်တနေရာကနေပြီးတော့မှတန်ဖိုးကူညီပေးနေတဲ့အခြေအနေတခုလို့ပြောလို့ရပါတယ်။ဒီအနေထားမှာပဲဂရီဒီဆိုတဲ့ဒီဒီတခုမှာဒီနယ်တခုမှာအလုံးကစုစည်းနေပြီးမှုတွေနဲ့ပြည်သူလူထုတွေရဲ့လွတ်လပ်ခွင့် အဲဒီကနေမှတစ်ဆင့်တနိုင်ကလုံးရဲ့လွတ်လပ်ခွင့်တွေအတွက်တိုက်ပွဲဝင်နေတဲ့အခြေအနေလေးတွေကလည်းပဲထူခြားတဲ့ဖြစ်စဉ်တို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီနေထားတဲ့ကိုလည်းပဲအာအချက်လက်မှန်မှန်ကန်ကန်နဲ့ကလေးအောင်ဒီထိုင်ကနေပြီးတော့မှရေးသားထုတ်ပေးနေတာကလည်းပဲဒါအရေးကြီးတဲ့အခက်အခဲကနေပြီးတော့မှကျမတို့ဒီ Federal Democracy ပြည်တော်စုကြီးပေါ်ထောက်ပေါ်ပေါက်လာဖို့အတွက်ကဒါ ပံ့ပိုးပွင့်ရနေတဲ့နေသားလို့မြင်ပါတယ်ဒါကြောင့်မို့လို့ဒီလက်ရှိဖြစ်တည်မှုလက်ရှိတည်င်းတွေရဲ့စီစဉ်မှုတွေဒီကျွန်တော်တို့ပြည်နေပြည်သူလူထုဒီဒီရဲ့မြန်မာတနိုင်ငံလုံးရဲ့ပြည်သူလူထုတွေရဲ့အကျိုးစီးပွားဖြစ်ရှိမှုတော့မှဒီထက်မကတည်င်းတွေကိုဆက်လက်ထောက်လုပ်နိုင်ဖို့အတွက်ကိုလည်းပဲကျွန်တော်တို့အာမျှော်လင့်ပါတယ်ဆက်လက်ပြီးတော့မှလည်းထောက်လုပ်သွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဂန္ဓာရီတိုင်းအာဒီထက်မကအများကြီးဆက်ပြီးတော့မှ ရှင်းတန်းနိုင်ပါစေဖွံ့ဖြိုးတိုးတက်နိုင်ပါစေလွတ်လပ်မှုတွေနဲ့အတူသတင်းမီဒီယာတွေရဲ့ရေးကြည့်တဲ့ခန်းကဏ္ဍတွေကိုဆက်ပြီးတော့မှဖော်ထုတ်နိုင်ပါစေလို့ဒီနေရာနဲ့ဆုမကောင်းတောင်းလိုက်ပါတယ်ကျေးဇူးများတင်ပါတယ်